မင်္ဂလာပါခင်ဗျရေကုန်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဂီနီပြည်မှာတလေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက်မြို့6မြို့နယ်စစ်တပ်စခန်းပေါင်း65ခုကိုသိမ်းပိုက်ရရှိထားပြီးလို့ဂီနီတော်လှန်ရေးတပ်ပေါင်းစုကနေတရားဝင်ကြေညာလိုက်ပါတယ်ရေကုန်မြို့တကုံမြို့တင်မြောက်ပိုင်းမှာရှိတဲ့ပင်လုံခန်းမရှိမှာကိုရီးယားသွားဖို့အတွက်စာမျိုးပွဲဂျေးသွင်းမှုစောင့်ဆိုင်နေတဲ့လူငယ်တွေစီအကြက်ဖက်စစ်တပ်ကစစ်ကားနဲ့ရောက်လာပြီး လူငယ်အယောက်60ဝန်းကျင်လောက်ကိုတော်တော်နိုင်ငံခြားသွားခြင်းနေလားလို့ပြောပြီးတော့မျိုးစုံဆဲဆိုပြီးဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂီနီပြည်မှာတလေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက်မြို့6မြို့နဲ့စစ်တပ်စခန်းပေါင်း65ခုကိုသိမ်းပိုက်ရရှိထားပြီးလို့ဂီနီဒေါ်လာရစ်တပေါင်းစုကနေတရားဝင်ကြေညာလိုက်ပါတယ်ဂီနီပြည်မှာတလေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက် မဲဆက်ဒီမော့ဆိုရွာသိရှာတော်မော်ချီမိုးပြဲစတဲ့မြို့၆မြို့ကိုဂင်းဒီဒေါ်လန်ရစ်တပေါင်းစုတွေကတိမ့်ပတ်ရရှိထားတယ်ဆိုပါလေဒါပြင်တလေးလုံးစစ်စင်ရေးအတွင်းအကြံဖတ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း65ခုကိုလည်းဂင်းဒီဒေါ်လန်ရစ်တပေါင်းစုတွေကနေအပိသက်တိမ့်ပတ်ရရှိထားပြီးလက်ရှိတန်လွင် အရှိတ်ဘက်ချမ်းနဲ့မဲဆက်ရှာတော်မြို့နယ်တွေဟာစစ်ကောင်စီကင်းစင်နယ်မြေတွေဖြစ်လာခဲ့ပြီလို့လည်းဆိုထားပါတယ်အဲ့ဒီတလေးလုံးစစ်စင်ရေးအတွင်းမှာပဲစစ်ကောင်စီတပ်သားတွေကတော့ သေတဲ့သူတွေတော်တော်များတဲ့အပြင်စကန်းကိုစွန်ပြီးဝရုံသုံးငါထွက်ပြေးတဲ့သူတွေနဲ့အရှင်ဖမ်းမိတဲ့သူတွေလည်းအမြောက်အများရှိထားတယ်လို့ကင်နီတော်လန်ရစ်တပေါင်းစုကကြေညာထောက်ပါတယ်လက်ရှိမှာလည်းကင်နီတော်လန်ရစ်တပ်ဖွဲ့တွေရဲ့နေမြေစိုးမိုးထားနိုင်မှုတွေဟာပုံမကျေပြန့်လာပြီးဖြစ်တဲ့အတွက်စစ်ကောင်စီတပ်တွေကတော့တဖြည်းဖြည်းဆုတ်ခွာသွားပြီးသူတို့တပ်စခန်းအနေငယ်လောက်သာကျန်တော့တယ်လို့ကင်နီတော်လန်ရစ်တပေါင်းစုကထုတ်ပြန်ထားပါတယ်လက်ရှိကင်နီပြည်မှာ တလေးလုံးစစ်စင်ရေးစတင်ပြီးတဲ့နောက်မြို့ချောင်းမြို့နယ်စစ်တပ်စခန်းပေါင်း65ခုကိုတိမ့်ပိုက်ရရှိထားမှုတွေဟာဒေါ်လာရေးတပေါင်းစုတွေအင်အားစုတွေရဲ့စီလုံးညီညွတ်မှုတွေနဲ့အတူပြည်သူတွေရဲ့ထောက်ပံ့ကူညီမှုအားပေးဝင့်ရမှုတွေကြောင့်အခုလိုမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကိုဆင်နွှဲနိုင်တာဖြစ်တဲ့အတွက်ဆက်ပြီးတော့လေရဟန်းရှင်လူပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအပေါ်တိုင်တဲပြီးဆန္ဒရှင်အမြင့်ပြတ်တဲ့အထိတွန်းလှန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း ဂီနီတော်လန်ရေးတပေါင်းစုကနေဂတိပြုပြောဆိုထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့တကုံမြို့တင်မြောက်ပိုင်းမှာရှိတဲ့ပင်လုံခမ်းမရှိမှာကိုရီးယားတွားဖို့အတွက်စာမေးပွဲကြီးတွင်းမှုစောင့်ဆိုင်နေတဲ့လူငယ်တွေစီအချမ်းဖတ်စစ်တပ်ကစစ်ကားနဲ့ရောက်လာပြီးလူငယ်ရောက်60ဝန်းကျင်လောက်ကိုတော်တော်နိုင်ငံခြားတွားကျင်နေလားလို့ပြောပြီးတော့မျိုးစုံဆဲဆိုပြီးဖမ်းဆီးတွားတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်ဒီကနေ့မတ်လ23ရက်နေ့မနက်6နာရီလောက်မှာပဲ မြောက်ဒဂုံကပင်လုံခမ်းမရှိမှာကိုရီးယားတွားဖို့အတွက်စာမေးပွဲဂျေသွင်းမှုစောင့်ဆိုင်နေတဲ့လူငယ်တွေစီကိုအချမ်းဖက်စစ်တပ်ကစစ်ကားတွေနဲ့ရောက်ချလာတယ်ဆိုပါတယ်။အဲ့ဒီနောက်လူငယ်တွေကိုတော်တော်နိုင်ငံခြားတွားကျင်နေကြလားလို့ပြောပြီးတော့မျိုးစုံဆဲဆိုပြီးလူငယ်အယောက်60လောက်ကိုဖမ်းဆီးသွားတယ်လို့ရက်ကွက်နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။လက်ရှိမှာတော့ဖမ်းဆီးခံရတဲ့လူငယ်တွေဟာမြစ်တီနေရာမှာဖမ်းဆီးခံထားရတယ်ဆိုတာကိုမသိရဘူးလို့ရက်ကွက်နေပြည်သူတွေကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ဒင်းသာရီတိုင်းဗုတ်ပြင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီတပ်ရဲ့မိုက်ခရိုဝေ့တာဝါတိုင်းတောင်ကုန်းစခန်းကိုတော်လန်ရစ်တပ်ပေါင်းစုတွေကနေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယမ်းအများပြားကိုပါသိမ်းဆီးရရှိခဲ့တယ်လို့ဗုတ်ပြင်းမြို့နယ်ပကပ Flying Star Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲဗုတ်ပြင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီတပ်ရဲ့မိုက်ခရိုဝေ့တာဝါတိုင်းတောင်ကုန်းစခန်းကို KTL နဲ့ဗုတ်ပြင်းမြို့နယ်ပကပ Flying Star Force ပူးပေါင်းတပ်တွေကနေစတင်တိုက်ခိုက်ရမှာညနေပိုင်းမှာတော့စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာအချမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြီးလက်နက်ခဲယမ်းတွေကိုပါသိမ်းစီရရှိထားတယ်လို့ဗုတ်ပြင်းမြို့နယ်ပကပရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေမြန်မြို့နယ်ကတွင်းမှာပြူစော့တီဂျေးရွာကနေထွက်လာတဲ့အချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လန်ရစ်တပ်တွေကနေ၃ချိန်ဇက်တိုက်မိုင်းဆွဲတိုက်ခိုက်ရံမှာစစ်ကောင်းစီတပ်သား၂ဦးသေသွားပြန်ပြီလို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲတွင်းမှာပြူစောတိစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်စစ်ကြောင်းကိုတော်လန်ရစ်တပ်တွေကနေလမ်းတလျှောက်၃ချိန်ဇက်တိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေသွားပြန်တဲ့အပြင်စစ်သား3ဦးကဒဏ်ရာတွေရသွားကြပြီးတဲ့နောက်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာရှစ်ဆက်မတိုးရဲတော့ပဲသေးသွားတဲ့သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတဲပြီးတွင်းမှာပြူစော့တိဂျေးရွာဒဲကိုပြန်ဝင်သွားကြတယ်လို့မြိုင်ပက္ကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်ဘက်မှာတော့ပင်လောင်းမြို့နယ်ကနန်းတုတ်ဂျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က၄ကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့် ချေးလက်စေပေးကန်းနဲ့နေအိမ်၅လုံးပျက်စီးသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။မတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီကျော်လောက်မှာပဲအချမ်းဖက်စစ်တပ်ကပင်လောင်းမြို့နယ်နမ်တုတ်ချေးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုအချမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရသာပြစ်မှတ်တွေကိုဥတီတိုက်ခိုက်မှုကြောင့်လက်ရှိမှာတော့နမ်တုတ်ချေးရွာကစေပေးကန်းနဲ့လူနေအိမ်၅လုံးပျက်စီးသွားခဲ့ပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာလည်း PNL တစ်ဖက်ကနေ အကျံဖက်စစ်တကားနမ်တုတ်ချေရွာကိုလေကြောင်းကနေလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဈေးပိကန်းနဲ့လူနေအိမ်တွေပျက်စီးသွားရတဲ့အကြောင်းကိုလည်းတရားဝင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့အေယာဝတီတိုင်းမဦးပင်မြို့နယ်မှာစစ်မှုထမ်းဥပဒေကြောင့်ပြည်သူတွေပူဆွေးကြောက်လန့်နေတဲ့အချိန်အကျံဖက်စစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကလက်ဝဲပွဲလက်မှတ်တွေကိုဒဇောင်းငွေကျပ်သတ်တောင်းနဲ့ချင်းချောက်ရောင်းချနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့မတ်လ23ရက်နေ့မှာပဲ မဦးပင်မြို့ပေါ်မှာတပေါင်းပွဲတော်လုပ်နေတဲ့ခရိုင်အားကစားခန်းမှာအတွင်းစေကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလက်ဝိတ်ပွဲတွေထည့်သွင်းထားပြီးတော့အဲ့ဒီလက်ဝိတ်ပွဲလက်မှတ်ကိုစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေကတစောင်းတပေါင်းကျက်နဲ့တအိမ်တဆင်းမဝယ်မနေရလိုက်လံရောက်ချနေပြန်နေဆိုပါတယ်လက်ရှိမဦးပင်မြို့နယ်မှာလည်းစစ်မှုထမ်းဥပဒေကြောင့်ပြည်သူတွေဟာပူဆွေးကြောက်လန့်နေကြရတဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အုပ်ကြီးတွေကချင်းချောက်ပြီးလိုက်ရောက်နေကြတာကြောင့်ကြောက်ပြီးဝယ်နေကြရတယ်လို့ဒေသနဲ့ပြည်သူတို့ကပြောထားပါတယ် ဒါအပြင်မုံပင်မြို့နယ်မှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံထွေအုပ်ဦးစီးဌာနနဲ့ရက်ကွက်အုပ်ချုပ်ရင်းမှုတွေကချိန်ချောင်းငွေညက်တောင်းရန်ဒါတွေစစ်မှုမထမ်းခြင်းရင်ငွေပေးရမယ်ဆိုပြီးငွေကျပ်300အထိတောင်းရန်မှုတွေပါဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ